ယူကရိန်းနိုင်ငံကိဖ်မြို့မှာနာမည်ကြီးသတင်းတောက်တဦးဖြစ်တဲ့ပေပယ်ရှာရီမတ်မောင်းနေလာတဲ့ကားဟာဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးသူဟာဒီကားဘုံပေါက်ကွဲမှုကြောင့်သေဆုံးခဲ့တယ်လို့ AFP သတင်းတောက်တွေနဲ့တာဝန်ရှိသူတွေကပြောပါရယ်အသက်44နှစ်အရွယ်ရုရှားနိုင်ငံသားရှာရီမတ်ဟာအရင်ကဘယ်လာရုစ်နိုင်ငံမှာသတင်းတောက်အဖြစ်လုကင်ခဲ့ပြီးတဲ့နောက်ယူကရိန်းစကာပရီတာသတင်းဌာနမှာသတင်းတောက်တဦးအဖြစ်လာရောက်လုကင်နေသူဖြစ်ပါရယ်ဘုံပေါက်ကွဲမှုကြောင့်မီးလောင်ကျွမ်းခဲ့တဲ့ကားဟာဘုံပေါက်ကွဲခဲ့တဲ့အချိန်ကြောင့်တကားလေးပေါက်စလုံးပွင့်ထွက်သွားခဲ့တယ်လို့သိရပါရယ် ဒါအပြင်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့အခင်းဖြစ်ပွားရာနေရာကိုလုံခြုံရေးစက်မှတ်ထားတယ်လို့သိရပါဗျ။တက္ကစီရမောင်းပက်ထရိုရဲ့ပြောကြားချက်အရရှာရီမတ်ဟာအိုင်ဗာနာဖရန်ကာလန်အတိုင်းမောင်းနေလာပြီးလမ်းအကွေနားမှာကားဘုံးပောက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဘုံးပောက်ကွဲမှုကြောင့်ထွက်ပေါ်လာတဲ့မိတောက်ကြီးဟာဒုတိယထပ်လောက်ထိရောက်ခဲ့တယ်လို့ပြောပါရယ်အခင်းဖြစ်ပွားပြီးတဲ့နောက်တက္ကစီရင်မောင်းပက်ထရိုကသတင်းတောက်ရှာရီမတ်ကိုကားရဲကနေဆွဲထုတ်ခဲ့ပြီးသူဟာအရေးပေါ်ကယ်ဆယ်ရေးရောက်လာတဲ့အချိန်အထိအသက်ရှင်နေသေးတယ်လို့ပြောပါရယ် သတင်းတောက်ရှာရီမက်ရဲ့ကားကို TNT 400ကနေ600ခရန်လောက်နဲ့ညီများတဲ့ပေါက်ကွဲစီတဲ့ပစ္စည်းကိုတက်ဆင်ပြီးအဝေးကနေဖောက်ခွဲခဲ့တာဖြစ်တယ်လို့ယုံကြည်ရကြောင်းပြည်ထောင်စုဝန်ကြီးဇော်ရန်ကလူမှုကွန်ရက် Facebook ကနေဖော်ပြခဲ့ပါတယ်။ယူကရိန်းသမ္မတပက်ထရိုပိုရိုရှန်ကိုကလည်းဒါဟာရာဇဝတ်မှုတစ်ခုဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။